ပိန်ကျင်နေရတဲ့အခါမှာကိုယ်စိတ်နဲ့အလိုရှိတဲ့ကိုယ်ကာယမျိုးမျိုးမျိုးဖန်ဆင်းပြီးတော့နေနိုင်တယ်အဲ့ဒီနေနိုင်တဲ့ဆိုရင်တတိဟာလည်းပဲရှေးရခင်ကနဲ့မတူတဲ့ထူးခြားတဲ့ဒီသမညရဟန်းဘဝအကျိုးတရားပဲဖြစ်တယ်တကူမျိုးမျိုးဖန်ဆင်းနိုင်တာဟာလည်းပဲရဟန်းဝတ်ခြင်းရဲ့အကျိုးတစ်ခုဖြစ်တယ်ထိဗတ်သောတာဆိုတာ နတ်တေလူဝိလတ်နဲ့အတန်တွေကိုကြားနိုင်တာဟာလည်းပဲကြီးမားတဲ့အကျိုးကျေးဇူးတစ်ခုဖြစ်တယ်။သူတစ်ပါးစိတ်ကိုသိနိုင်တဲ့ဒီအယီချင်းရလာတာဟာလည်းပဲဒါအကျိုးကျေးဇူးတစ်ခုဖြစ်တယ်တဲ့။ရှမ်းဘုရားလှုပ်လိုက်သည့်အတွက်ကြောင့်ဒီအကျိုးကျေးဇူးတွေရတယ်။ထို့တူပဲဒီအတိတ်ဘဝတွေကိုပြန်ပြောင်းပြီးတော့သိနိုင်တဲ့ဉာဏ်ရည်ချင်းမျိုးရပြီးအတိတ်ဘဝတွေကို အောင်းမေ့နိုင်တာလည်းပဲဒါယဟန်ဖြစ်ခြင်းရဲ့ ထူးခြားတဲ့အကျိုးကျေးဇူးတစ်ခုပဲလက်တွေ့ခံစားရတဲ့အကျိုးကျေးဇူးဖြစ်တယ်တဲ့နောက်တစ်ခါဝိလန်နဲ့ယတ္တိတာတွေမှာရှိတဲ့ခြားွယ်နေတဲ့အရာတွေကိုမြင်နိုင်စွမ်းရှိတဲ့ထိဗတ်သကုညာဟာလည်းပဲရဟန်းဘုရားရဲ့ထူးခြားတဲ့အကျိုးကျေးဇူးလက်တွေ့ရတဲ့အကျိုးကျေးဇူးပဲဖြစ်တယ်။နောက်ဆုံးကြတော့တစ္ဆာလေးပါအမှန်တရားကို ပိုင်းခြားသိပြီးတော့ရှင်နေနှလုံးထဲမှာရှိတယ် အကုသိုလ်တွေကင်းစင်သွားတဲ့အနေထားမျိုးအရန်တမဲ့ရတ်ဖို့ရသွားတဲ့ဟာအဲ့ဒီရှင်နေမှာအပြည့်နာစာတွေလုံးဝကင်းသွားပြီးတော့အမြင့်မြတ်ဆုံးဖြစ်တဲ့အာသဝခေယဘိညာဉ်လို့ခေါ်တဲ့ယဟနာဖြစ်ကို ရောက်သွားတာဟာဒါလက်တွေ့ရရှိတဲ့အကျိုးအကျိုးကျေးဇူးပဲဖြစ်တယ်တီအကျိုးကျေးဇူးတဲ့ပိုကောင်းတဲ့အကျိုးကျေးဇူးဆိုတာတခြားမရှိတော့ဘူး ရဟဏဘဝကတော့ဒီလက်တွေ့ဘဝမှာရနိုင်တဲ့အမြင့်ဆုံးရဟန်းဖြစ်ခြင်းရဲ့အကျိုးကျေးဇူးပဲဖြစ်တယ်လို့မြတ်စွာဘုရားကသူ့ရဲ့မိဂုံကိုဖြေးလိုက်တာအဲ့ဒီလူလဲဖြေးလိုက်ရောအဇဒတဗျင်ကြီးဟာကျင့်အားရပြီးဘိက္ခဏံဗန္တိဘိက္ခဏံဗန္တိအရှင်ဘုရားရှင်းပြတာကောင်းလိုက်တာတပည့်တော်သဘောပေါက်ပါပြီ။ ဒီနေ့ဆက်ပြီးတော့ရှင်ပြားကိုကိုယ်ွယ်စိတ်ကပါတယ်တရားနဲ့တန်ခါးလေးကိုကိုယ်ွယ်စိတ်ကပါတယ်တပည့်တော်ကိုယနေ့ဆက်ပြီးတော့တရဏဂုံသီလဆောက်တည်တဲ့ဥပဒကအဖြစ်မှတ်ယူတော်မူပါလို့သူပထမဆုံးပုရဝတ္တအဖြစ်ပြောင်းလဲလိုက်ပြီးတော့မှသူ့အပြစ်ကိုတောင်းမှန်တယ်အစ္ဆယောမံဗန္တိအစ္ဆကမယထာဘလံယထာမုံလံယထာအကုဒလံ <coughs> တော့အပြစ်ကျူးလွန်ထားတဲ့ပုဂ္ဂိုလ်တယောက်ဟာကိုယ့်အပြစ်ကို ကိုယ်သိပြီးတော့တောင်းပန်တာပေါ့နော်ရှင်ပြားတဲ့တပီးတော့မိုက်မဲသည့်အလျောက်မလိမ္မာတဲ့အလျောက်အပြစ်တစ်ခုကိုကျူးလွန်မိပါတယ်ဘာလို့ဆိုရင်တကယ်ကိုတရားသဖြင့်တိုက်ပြစ်ကို အဆိုးတဲ့တရားမင်းဖြစ်တဲ့ဖခင်ကြီးကိုတဲ့ယာထူးအာနာရလို့မှုနဲ့ တ်ဖြတ်တတ်ဖြတ်ခဲ့ပါတယ်အဲ့ဒီအပြစ်ကိုရသော်ဗျာအပြစ်အဖြစ်လက်ခံတော်မူပါနောင်ဒါမျိုးမဖြစ်เสียပါဘူးလို့ရှောက်တော့ရသော်ဗျာ ဟုတ်တယ်တဲ့တရားသဖြင့်တပည့်ကိုအချုပ်တဲ့မင်းကိုတတ်ဖြတ်ကျူးလို့မဟုတ်တာအပြစ်တစ်ခုဖြစ်တယ်ဗောအဲ့ဒီအပြစ်ကို အပြစ်လို့မြင်ပြီးတော့ကုစားတာကိုငါတို့လက်ခံနေတယ် ဟောဒီဟေတာမဟာရသအရိယတဝိနည်းငါဖျားရဲ့ဆုံးမမှာတဲ့အပြစ်ကိုအပြစ်လို့မြင်ခြင်းအပြစ်ကိုတရားတရားနိလန်တကြခုစားခြင်းနောင်ခံဆောင်စည်းခြင်းအဲ့တော့ဒီအချက်လေးကအမှန်မှအရေးကြီးတယ် confession လုပ်တာတခုတည်းမဟုတ်ဘူးเนาะဒီအပြစ်ကိုဝန်ချတောင်းမှန်းနဲ့ဆိုတာ confession လုပ်တာတခုတည်းမဟုတ်ဘူးမြတ်စွာဘုရားကြတော့เนาะအပြစ်ကိုပြစ်လို့မြင်ရမယ် မြင်ထားပြီးတော့နိလန္တကြခုစားရမယ်။နောင်ဒါမျိုးမဖြစ်အောင်ထိသိဆောရှောင်းသူကလှုပ်လှုပ်ချင်တာလှုပ်ပြီးသွား confession လုပ်လိုက်လှုပ်ချင်တာလှုပ်သွား confession လုပ်လိုက်အဲ့လိုမလဲအဘူးလို့ဆိုလိုတယ်။နော်ကိုပြစ်ကိုအပြစ်လို့မြင်တဲ့အခါမှာဒီအပြစ်ကိုတောင်းမှဝန်ချပြီးနောက်ဘယ်တော့မှမလုပ်ရဘူး။အဲ့ဒါထူချချက်အဆက်ပြေ။အဲ့တော့မြတ်စွာဘုရားအဲ့ဒါမင်းရှိတယ်ယောအိရှံအိရှံတော်ဒိဋ္ဌဝယထာကမ္မပတိကရောတိ အပြစ်ကိုအပြစ်လို့မြင်ပြီးတော့ကုစားတယ်တရားသဖြင့်ကုစားတယ်နောင်ဘောနောင်အခါမှာလည်းဘယ်တော့မှမဖြစ်အောင်ထိန်းသိမ်းဆော့ရှောက်တယ်အဲ့ဒါချိပွားတွတ်တဲ့ခြင်းအကြောင်းဖြစ်တယ်အပြစ်ကလွတ်ခြင်းရဲ့အကြောင်းဖြစ်တယ်လို့မြတ်စွာဘုရားကအဲ့ဒါလို့မိရှိလိုက်တဲ့အခါမှာဒီတရားနာလို့လည်းတော်တော်ကြာသွားတော့ဒီရသဒ္ဒမင်းဟာရှင်ပြားတဲ့ တပည့်တော်တို့ဟာကိစ္စတွေများပါတယ်ပြန်မရစေပါဆိုပြီးတော့မြတ်စွာဘုရားကိုခွင်တောင်းပြီးတော့မြတ်စွာဘုရားဟောတဲ့တရားဝမ်းမြောက်ဝမ်းသာ ဖြစ်ပြီးတော့ထပြီးတော့ပြန်သွားတယ်ဇန္တသမင်းထွက်ခွာသွားတဲ့အခါမှာမြတ်စွာဘုရားအဖပြောတော်ယဟန်တွေကိုခတယံဘိက္ခွေရာဇာဥပဟတာယဘိက္ခွေယဟန်တို့ဒီမင်းဟာကိုယ့်ကိုဖြည့်ဆည်းတာပဲ ကိုကိုဖြစီလိုက်တဲ့မင်းဖြစ်တယ်။သစ္စာယံဘိက္ခူရာဇာဓမ္မိကံပိတရံဓမ္မိကံဓမ္မရာဇာနာဇီဝိတနဝရောပိတတာဣမတ်တမိယေဝအာသနိဝိရဇာဝိတမနာဓမ္မစကုံဥပိစိတ်တတာအကံ၍သာသူဟာတရားသဖြင့်အုပ်ဆိုးတဲ့သူ့ရဲ့ဖာခမီးတော်ကြီးကိုမတက်တမှုတပ်ဖြတ်ခြင်းမချူးလွန်ခဲ့ဘူးဆိုလို့ရှိရင် အခုဒီနေရာမှာပဲသူဟာဓမ္မစက္ခုဆိုတာရောက်တော့မှာတောတပတ်ဖြစ်သွားလိမ့်မယ်အဲ့ဒါလို့မြတ်စွာဘုရားဒီတောတပတ်မှာအဲ့လောက်ပဲပြောလိုက်တယ်တောတပတ်ဖြစ်သွားမယ်အခုတော့ဒီပြစ်မှုကျွလွန်ထားသည့်အတွက်ကြောင့်မဖြစ်တော့ဘူးပေါ့နော်ဘာနဲ့တူတော့ဆိုအင်္ဂလိပ်စကားနဲ့တူတယ် ငါဟာမနေ့ကထိပေါက်ခဲ့ရင်ခုချိန်ကားဝယ်စီပြီးသားဖြစ်ပြီဆိုတော့မနေ့ကထိမပေါက်ဘူးဒါကြောင့်ကားလည်းမစီရဘူးပေါ့အဲ့ဒါမျိုးပြောအကယ်၍သူ့ဖေကို तू မတတ်ခဲ့ဘူးဆိုရင် तू ကတော်တော်ပါဖြစ်သွားသို့သောသူ့ဖေကို तू တတ်ခဲ့တယ်ဒါကြောင့်သတ္တဗံဖြစ်ဘူးဒါကြောင့်သူကိုယ်သူဖြစ်စည်းလိုက်တာပဲလို့မြတ်စွာဘုရားပြော အထကရာကတော့ဖြည့်ဆွတ်ပြောထားတယ်။အဖတ်တတ်တဲ့ကျွလွန်တဲ့ကံကြောင့်သူဟာ လောကုံကြီးငရဲမှာနှစ်၆တောင်းခံရအောင်မယ်။ခံပြီးတဲ့ကလွတ်တဲ့ခါမှာပြစ်စကဘုရားဖြစ်လိမ့်မယ်ဆိုတာ။ဒါအထကရာကဖြည့်ဆွတ်ပြောတာ။မြတ်စွာဘုရားကတော့ဒီလောက်ပဲပြောတာနော်။အဲ့ဒါနဲ့ဒီတုတ်တန်ကိုဆုံးသက်ထားတယ်။ဒါကြောင့်